ရပါတော့မိတ်ဆွေများအားလုံးကိုကျွန်တော်တို့ရဲ့ຫນွေဦးဖန်လူလူ channel ကနေရောင်းနေကြိုဆိုလိုက်ပါတယ်ခင်ဗျာ အားလုံးကိုလည်းမင်္ဂလာပါလို့ကျွန်တော်ဖုန်းမြတ်ထင်မှနှုတ်ခွန်းဆက်သလိုက်ရပါတယ်ခင်ဗျာကျွန်တော်စာရေးဆရာဆရာကြီး James La Joy ဤမောင်ရင်မောင်မမေမဆိုတဲ့ဝတ္ထုစာအုပ်ကိုအပိုင်း6နေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နေတူလိုက်ပါနာဆင်ခံစားကြည့်တော်မူကြပါအောင်ခင်ဗျာအခန်း၁၄ ဒီကဲ့သို့ထွက်ခဲ့ပြီးသည့်နောက်စားတောင်ရွာစားတောင်ရွာမှတပံကြောက်တာရွာကြောက်တာရွာကတပံတောင်ပီလာဆရာတော်ထံကိုရင်မောင်ရောက်ပြန်၏ကိုရင်မောင်ရောက်လျင်ဆရာတော်ဖះလည်းမောင်ဘိုးရင်ကို အထုနေရာထိုင်ခင်းပေးရမည်ဟု၍တပည့်သားမေများအားအမိန့်တော်ရှိ၏ကိုရင်မောင်လည်းဥပ္ပရိယကငါဗေရင် ဟောခဲ့သည့်အတိုင်းမုတ်ချာအားဖြင့်တောင်ပီလာဆရာတော်အဖြစ်သို့ရောက်ချေပြီသို့သောကိုပညာကိုစုတတ်သည်ဟုငါအဘမှားထားခဲ့သည် ိုပညာကိုကိုတကြိမ်စုဘူးလေပြီတို့ဖြစ်သောကြောင့်နှစ်ကြိမ်မစုရအောင်ငါဂယုပြုရသည်မျောမြင်ပြီလျင်ဆရာတော်ဘုရားအာဤသို့လျှောက်ထား၏ဆရာတော်ဘုရားတပည့်တော်ဟောပြောခဲ့သောဘေပင်မှန်ပါ၏လောမေ၏ဆရာတော်ဘုရားလည်းငါတပည့်မောင်မိုးရင်မောင်မိုးရင်ဟောခဲ့သောဘေပင်မှန်သည်မှားသည် အထုပြောရန်မရှိပြီငါတပည့်ကြည့်ရှု၍သာသွားလေရောဟုဆို၏ ကိုရီမောင်လည်းတောင်ပီလာဆရာတော်ဤကဲ့သို့အမိန်ရှိလျင်ဝမ်းမြောက်ဝမ်းသာရှိတော်လဲဤကဲ့သို့ပြန်၍လျှောက်ထား၏အရှင်ဆရာတော်မြတ်ဖရာဆရာတော်မြတ်ဖရာတို့တပည့်တော်သည်မမှန်သောအရာမမှန်သောအမိဆိုလျှောက်လျင်တပည့်တော်တို့မှာလွင်စွာအကုသို့ဒုစရိုက်ဖြစ်ပါ၍ဒီကဲ့သို့ဒုစရိုက်မဖြစ်ရအောင်အရှင်ဖရာကမေတ္တာကရုဏာစာသောပြမစိုးတရားကိုရှေ့ရှုထားပြီးလျင်တပည့်တော်အားခွင့်ပေးတနာတော်မူစေလိုပါသည် တပည့်တော်အမိမောင်ဘိုးရင်ဟူ၍လျှောက်ထားမိသည်မှာအမိမှန်မဟုတ်ပါ ကိုကိုကိုဘေရင်တွက်ချက်ကြည့်ရာအမိနာမကိုလွှဲပယ်၍ပြောမှသိမည်ဟုဘေရင်ထွက်ကားသောကြောင့်အမိရင်ကိုမဖော်ပဲမဟုတ်သောအမိကိုအရှင်ဖျားကံလျှောက်ထားရခြင်းဖြစ်ပါတော့သည်တပည့်တော်အမိမှန်မှာယခုအချိန်မကြာမရောက်သေးသည့်အတွက်ကြောင့်မလျှောက်ထားပြရစေနှင့်အချိန်သိရောက်ကာလအရှင်ဘုရားရွှေနာတော်မြတ်ကြားတပည့်တော်အမိနှင့်တကားတပည့်တော်ဆွေမျိုးဇာတိအစဉ်သည့် ဆက်ဆက်ရောက်လာရလိမ့်မည်ဟု၍မှတ်တော်မူပါဟုလျှောက်ထား၏ဇာတော်လည်းအမောင်ငါအကြောင်းနှင့်အမောင်ဘေရင်ဟောသားသည့်အကြောင်းများမှမောချမှန်သည့်အကြောင်းကို အမောင်ယခုကိုယ်တိုင်မြင်ပြီဤကြောင့်တွင်ဇာတော်အမိခံ၍ကျောင်းထိုင်ပုဂ္ဂိုလ်ပြုလို့ရမည်အမောင်ယမန်နှစ်ကဟောခဲ့သည်အမောင်ဟောခဲ့သည့်အခါငါဆရာလည်းဇမ္မာစွာ ရှိသောကြောင့်ငါကမယုံမကြည်ရှိမှသည်လွန်ခဲ့သည့်တလခံကမှ ်ငါဆရာပြန်လွန်တော်မူလျင်အမရဗုဒ္ဓမြို့နန်းစံဘီရင်မင်းမြတ်ကိုယ်တိုင်တောင်ပီလာကျောင်းကိုဆရာတော်ဝက်ခံပြီးလျင်ကျောင်းတိုင်တော်မူပါတောင်းပန်လာမှငါတို့ပြည်မောင်ဘိုးရင်ဘေရင်ဟောသောအချက်များကိုငါအောက်မေ့မိသောကြောင့်ငါတို့ပြည်သွားသောလမ်းကိုလိုက်လံကျောင်းလမ်းရာရွှေဘဝင်မင်းငါတငယ်ချင်းကျောင်းနေဘက်ထံစာကန်းလမ်းလျင်တင့်မြီထင်သောကြောင့်ငါစာကန်းလမ်းလိုက်သည်ဤအကြောင်းများကိုငါတငယ်ချင်းဝင်မင်းကပြောပါလေဤလိုမေ့ ကိုရင်မောင်လည်းပြပြသမ ्या ကိုအစကအဆုံးတိုင်းပြန်ပြောင်း၍ပြောလျင်ရှေလျာမီဆိုသည့်တကြောင်စကားများလျင်အမားပါရသည်ဟု၍အဖမှားခဲ့သည့်အရာများကိုထောက်သည့်တကြောင်များကြောင့်ဤသို့ပြန်၍လျှောက်၏အရှင်ဖျားတပိတော်ကယခင်တနည်းကတပိတော်အမိအဖအမိစသည်များကိုဆရာတော်ဖျားထံလျှောက်ထားခဲ့သည့်အရာမှာအမှန်မဟုတ်ပါရာဇဝတ်ကိုကြောက်ရွံ့သောကြောင့်အမိကိုလွှဲ၍လျှောက်ထားခဲ့ပါသည်ယခုလည်း ရာဇဝတ်မကင်းသေးသောကြောင့်အမည်နာမဇာတိနေရက်ကိုမှန်တိုင်းမလျှောက်မထားပါရစေနှင့်ဟု၍တောင်းပန်၏တောင်းပိလာဆရာတော်ဘုရားလည်းငါတပည့်အစစအယားယားငါနားလေသည်မင်းမှု၌ငါတနိုင်သော အမှုလည်းရှိသည်ငါမတနိုင်သောအမှုလည်းရှိသည်တို့တော်လဲကိုဝန္နာ ကိုသာတိဆိုတကယ်တို့ကိုအမှုကိုကိုတိသည်ငါတပည့်၌ဖြစ်ပျက်ခဲ့သမျှကိုငါဆရာမမေးလိုပြီငါတပည့်အမှုချုံမောကာလငါเจ้าတို့ဆက်ဆက်ရောက်ပါလေ ငါတပီအဖမောင်တူဝင် မကြမ်းမမာရှိသည့်အရာယခုကြမ်းမာပါပြီလို့မေး၏ကိုရမောင်ကလည်းဆရာတော်ဖုရားဤအရာ၌လည်းတပီတော်အပေါ်တွင်ဒုစရိုက်ကြွေးမိတင်လျက်ရှိပါသည်အဖဥတူဝင်မကြမ်းမမာ၍ရွှေဘိုတပရင်တို့တပီတော်လိုက်ရသည် ဆိုသည်မှာအကယ်အားဖြင့်မဟုတ်ပါရာဇဝင်တင်ရောက်ဆဲအခါဖြစ်၍တပီတော်လှည့်ပြားလျှောက်ထားခြင်းဖြစ်ပါသည်အကယ်စင်စစ်ကတပီတော်အဖသည်တမလွန်ဘဝပြောင်းကြွပြီးဖြစ်ပါပေသည် ရာဇဝတ်တဲ့ဖြစ်သောကြောင့်စကားကိုလွှဲဖယ်မပြောလျင်မနေတာ၍လွှဲဖယ်ပြောရခြင်းဖြစ်ပါသည်ဒီကဲ့သို့လွှဲဖယ်ပြောရသည့်အရာကိုဆရာတော်ဖရာဝေယူတော်မူပါနှင့်ဆိုလျင်ဆရာတော်ဖရာကမိန့်ဆိုတော်မူသည်မှာမစိုးရိမ်နှင့်ငါတပီမူသားမပါလင်္ကာမချောဟု၍လဲသကပုံရှိသည်ငါတပီမှာ ကိုယ်အသက်ကိုစောင့်ရှောက်ခြင်းကမူတာဝါဒသုံးဆွဲရသည်ဓမ္မကံကြောင့်ဆရာတို့ကအပြစ်ပေးမည်မဟုတ် တို့ဖြစ်သောကြောင့်ဤအကြောင်းနှင့်ဆက်လင်းရေလဲပူပင်တော်ကမပွားမများနှင့်ငါတပိအောင်မြို့မကွေးကျေးရွာသို့သွားမည်ဆိုသောဇေယစကလိုသည်ငါတပိဇေယအတွက်ငွေတရားဆရာတော်ကထောက်မလိုက်၏ယူဆောင်သွားလေတော့ဆိုပြီးလျင်ဆရာတော်ဘုရားလည်းယမန်နှစ်ကမကြမ်းမာရှိသူငါအဖဥဖြူတို့သည်မောင်ရင်မောင်အားအထူးကျေးဇူးပေးဆက်လိုသောကြောင့်တဆောင်သောကြောင့်တွင်ဆောင်းဆိုင်လျက်ရှိသည်သွား၍နှုတ်ဆက်ချေစေခိုင်း၏ဆိုကြသည့်အတိုင်းတောင်တိလာဆရာတော်ဘုရားက အဘဖြစ်သူကပိယဒဂါကြီးဥဖြူတုတ်ကိုနှုတ်ခွင်းဆက်ချီစေခိုင်းသည့်အတိုင်းဥဖြူတုတ်ရှိရာကြောင်းကန်းတို့သွားလျင်ဥဖြူတုတ်လည်းဝမ်းမြောက်ဝမ်းသာခီးဥကြိုးစိုးအချုံအချင်းစားသောစားဝယ်တောက်ဝယ်များကိုတဲခင်းကြွေးမွေးစေ၏ကိုရင်မောင်လည်းမာကြောင်းတာကြောင်းကိုမေး၏ဥဖြူတုတ်လည်းမောင်ဘိုးရင်ယမန်နှစ်ကကျွန်ုပ်အသေးအတန်အားဖြင့်မကြမ်းမမဒေလူကမန်းရှိရာတွင်မောင်ဘိုးရင်လာရောက်ကူတာ၍ယောဂပြောက်ကင်းသည်မှာယခုတိုင်တနည်းနည်းလေးလာကျော်ရှိလေပြီ ဒေါ်ဂါကစ၍ယခုတိုင် ကောင်းမြတ်မခဲဘူးပါယခုလည်းကျမ်းမာယုံမြတ်မကအထုပင်စ၍မြင်အိပ်၍ပြောရှိသောကြောင့်မမိုးရင်ကျေးဇူးကိုအထုသဖြင့်နေစဉ်အောက်မေ့ပါသည်ဟုပြန်ပြော၏ကိုရမောင်လည်းအဖနှင့်တကွဆရာတော်ဘုရားပါကျမ်းမာစွာတွေ့ကြင်ရသည့်များကိုလွန်စွာဝမ်းမြောက်ဝမ်းသာရှိကြောင်းနှင့်ပြန်ပြော၏ထို့နောက်အခြားတင်ရာစကားများကိုအတန်ငယ်ကြာမြပြောဆိုကြပြီးကာလကပိယကြီးဥဖြူတို့ကမောင်မိုးရင် မန်ဘိုးရင်မှာခရီးရောက်မဆိုင်ဖြစ်၍ခရီးပန့်သည်ဤတင်ပြူပေါ်တွင်တရေတမောအိတ်လေအုံတော့ဆိုပြီးလျင်ကောင်းအောင်များကိုထုတ်၍ပေးသည်ဖြင့်ကိုရင်မောင်လည်းအမှန်အားဖြင့်များစွာခရီးပန့်လာသောကြောင့်မငင်းမဆန်ပဲကျောင်းတွင်တရေမြအိတ်မြအကြံနှင့်လျောင်းနေ၏ဒီကဲ့သို့လျောင်းလိုက်ရာမှထောကာတွင်အဝမျိုးနှင့်ဤပြီးအောင်းမင်းပင်သောကြောင့်အဝမျိုးရှိအမိမဖာဦးနှင့်တကွမမေမားတို့ကိုတရေရသည့်ဖြင့်ကွက်ကွက်ကွင်းကွင်းအဖြစ်မြင်၏ ၎င်းကမတခံရွှေဘူသူမဇောတင်ကိုသတိရပြန်၍ငါကသတိဝိရိယအမျောမြင်မပြုတ်မိပါလင်မဇောတင်နှင့်မௌချာအားဖြင့်အကြောင်းပါအံ့သည်ဒီကဲ့သို့အကြောင်းပါပြန်လင်မမေမအပေါ်တွင်သစ္စာကရိဖောက်ဖြက်ရာရောက်မိပြင်မဇောတင်ပေါ်တွင်လည်းမတရားကျင့်ကြံရာရောက်မည်ငါလည်းအသက်မရှိရွှေဘူဝင်မင်းသမီးယူမိပြန်လင်တဏီနီအားဖြင့်အကြောစောဖြစ်ကားလအဝမျိုးအစိုးရများကငါမသေးကြောင်းသိရှိသောမௌချာဖန်စီအသေးတအံ့သည် မဇောတင်ကိုလိန်လေလေပြား၍ငါတိန်ဆောင်ခဲ့ရသည်ကမဇောတင်ကိုလွင်စွာသနာဝယ်ကောင်းတော်လဲအကြောင်းကြောင်းမျိုးကိုငါထုတ်ဖော်၍မပြောကောင်းပြောပြန်လင်လဲကိုအသက်ကိုကိုအန်ဒရယ်ရှာသည်နှင့်တူမည်မပြောမိသည်မှာတာ၍ကောင်းသည် မမေမနှင့်ငါအမိတို့မှာလွင်စွာဆင်းရဲဒုက္ခရောက်လျက်ရှိရှာလိမ့်မည်ယခုညာချင်းပင်ငါအဝဘက်သို့ကူးပြီးလျင်တိတ်ဆိတ်အားဖြင့်တစောင်းကချောင်းမြောင်းကြည့်ရှုဟန်အဖမှားထားကြသောပစ္စည်းများကိုလည်းတူးဖော်ဟန်တူးဖော်၍ အကယ်ရကလည်းငါအမိနှင်းတကွမမေမားတို့စားတော်လောက်အောင်အနှငယ်ပေးထားပြီလျင်အောက်မြို့ကြေးရွာအရဝေးတို့ငါပြေအောင်မတင်မီဟု အနီးနီးအကုန်ပေါ်နဘူးပေါ်တွင်လက်တင်ကားဖြင့်စိတ်ကူး၍နေစေအိပ်ပြောသွားရှာ၏အခန်း15အထက်ကဆိုခဲ့သည့်အတိုင်းအိပ်ပြောသွားရာတွင်ကိုရင်မောင်အိမ်မက်မြင်မက်ဒီမှာကိုရင်မောင်သည်ညအခါမောင်ကြီးမဲမဲတွင်ရုတ်တရက်အဝါမျိုးတို့ရောက်သွားသည်ဖြင့်မမေမားတို့အိမ်ဖြစ်သည် အမိမကအုပ်အိမ်ဖြစ်ဒီမှာမတင်မရှားမမေမနဲ့မကအုပ်တို့သည်တဦးနဲ့တဦးတယောက်မျက်နာကိုတယောက်မကြည့်ရှုလိုသည့်လက္ခဏာဖြင့်တဦးကိုတဦးကြောက်ခိုင်းကာထိုင်လျက်နှစ်ဦးလုံးပင်မျက်ရည်ဆက်လက်နှင့်ငို၍နေသည်ကိုကိုရင်မောင်လှမ်းလှမ်းကမြင်လျင်ကိုကိုကိုမမြင်စရာပဲသူတို့နှစ်ယောက်ပြောသောစကားကိုနားထောင်ရန်အကြံဖြင့်တစောင်းကချောင်းချောင်းနားထောင်ရာမမေမကငိုလျက်ညင်ညူရှာသည်မှာဩသူတစ်ပါးမိုးဆိုးမှများပြောဆိုကြသည် သူတို့လင်မြားမှာသေ၍ဘဝတစ်ပတ်ပြောင်းသွားပြီးသည့်နောက်တဏီနီအဖျင်းမယားကိုလာ၍ပြတတ်သည်၆၍ကြီးစေတတ်သည်အိမ်မက်လင်လည်းပေးတတ်သည်တညာလုံးတညာလုံးထိုင်၍မအေးဘဲငါစောင့်ရှောက်နေပါတော်လဲဖြောင်းဖြောင်းများလာ၍မပြည့်ရှိသည်ဒေဒီအမှန်ဟုတ်ကောင်းမဟုတ်မီအကယ်၍မသေးပြန်လင်လည်းငါထံကိုတဏီနီအဖျင်းအကြောင်းအရေးနမိတ်ပေးဖို့ရန်ရှိသည်ဟု၍ဆိုရာကမှတပံကိုရင်မောင်ကြီးကျမဖြင့်သူတို့ဘက်လက်ရောက်ရတော့မည် လာ၍ကြည်လည်ပါအောင်ဟု၍မမေမဟစ်အောငိုကြွေးလိုက်သောတန်ကိုကြားရလျင်တနာကရုဏာလွန်စွာအာကြည့်လာသောကြောင့်အပြေးသွား၍မမေမကိုဖက်မိအကြံနှင့်အိမ်မက်ထဲတွင်ရုတ်တရက်အာကုန်ခုန်လိုက်ရာကပိယဒဂါကြီးဥဖြူတို့တီခင်းထားသောရေရကောင်ကွင်းဧလက်ဖက်ခွက်စသည်တို့ကိုခြေနှင့်ကြောက်ကံမိသည်ဖြင့်တကွဲတပြားစီလွန်ပါသွားပြီးလျင်အပနာရှိသော ကပိယကြီးကိုထိမှန်၍မောင်ဘိုးရင်လူကလေးတိခံတိခံဆုံးမကိုရင်မောင်လဲနိုးလာ၏ ဒီကဲ့သို့နှုတ်လာ၍မျက်စိပွင့်လျက်ကြည့်ရှုလိုက်ရာကပ္ပယာကြီးဥဖြူတို့သည်လန်လန်ကထိုင်လျက်မိမိပစိုးတစားကိုစက်ထုတ်ပြုတ်လို့အာငွေဖြင့်မှုတ်ကာမှုတ်ကာမိမိနဖူးကိုစက်ထုတ်ထိုးလျက်မိမိအပား၌ရေတကောင်လည်းထပ်ပိုင်းကျိုးပဲ့ကွင်းအင်မှလည်းအမတကွဲအဖိုးတခြားဖြစ်သည့်အပြင်ကွင်းစားစင်းများလည်းဖိတ်စင်လျက်နေသည်ကိုမြင်မှသတိရရှိသည်ဖြင့်ဥဖြူတို့ကိုတောင်းပန်ကြော့ရန်အကြံဖြင့်ရုတ်တရက်ထားလိုက်ရာဥဖြူတို့လည်းကိုရင်မောင်၏အကဲကိုခတ်လျက်နေသည်ဖြင့် ဝေယံမောင်ယုတ်ရက်ထသည်ကိုမြင်လင်စိုးရင်ချင်းမကင်လာသောကြောင့်ယုတ်ရက်ထ၍မောင်မိုးရင်တိခံလူကလေးတိခံဆိုပြီးလင်တကားဝါတို့သာတုတ်တုတ်သွား၏ထိုအခါမှကိုယံမောင်ကကပ္ပယာကြီးသည်မိမိကိုသူယူထင်၍ကြောက်ရွံ့နေရသည်ကိုရိမ့်မိသည်ဖြင့်အဖေကျွန်တော်နှုတ်၍သတိရပါပြီအစစအရာရာဝေယူရမူဟာနှင့်တိခံတော်မူပါဆိုလျက်အဝေးကလှမ်း၍ဥချမဥဖြူတော်လဲတဖြည်းဖြည်းဖြင့်အပါတို့ချင်းကပ်လာ၏ ကိုရမောင်လည်းဖိတ်စဉ်လျက်ရှိသောကွန်စေးလက်ဖက်တကောင်းအကျိုးအပဲ့များကိုလင်စွာကောက်ယူရှင်းလင်း၏ကပ္ပာကြီးလည်းအမောင်ယခုတွင်ကမိတို့ဖြစ်ခဲ့ပါသည်လေမေ၏ကိုရမောင်လည်းအဖေကျွန်တော်ကအိမ်မက်မကောင်းသောကြောင့်ရောင်ရမ်း၍ကြောက်ကံမိပါပေသည်ဝေယူရမူပါနှင့်ဟုတောင်းပန်ပြည်လျင်ကတော့ပြန်၏တောကာမဥပြုတော်သည်ကိုရမောင်မယူမတဲ့ကြောင့်သိရှိယုံမြမကရောင်ရမ်း၍ပြုမိသည့်အတွက်ကြောင့်ကိုရမောင်သည်အာနာတိတစ်ဖက်ရှက်သည်တဝဖြစ်သည်ဖြင့် မလီမထိုင်တဲ့ရှိနေသည်ကိုမြင်လျင်အမောင်းအဖေသည်ဓမြတိုက်ခံခဲ့ရဘူး၏တို့ဓမြများသည်ဤမြလောက်မကြံမတန်းကြပေဟုရေမောကပြော၏ကိုရင်မောင်လည်းကျွန်တော်အိမ်မက်ကလွန်စွာထူးခြားသောကြောင့်ယခုကဲ့သို့ရောင်ရမ်း၍ကြံတန်းစွာပြုလုပ်မိပါသည်ဟုပြန်ပြောလျင်မောင်ဘိုးရင်ယခုဖြစ်ပျက်သည့်အတွက်ရှက်လက်မရှက်နှင့်အဖေအပြင်မြေသူမြမမြင်အားလည်းမနာနှင့်ကြောင်းမင်းဖြစ်တော်လဲမောင်အိမ်ကဲ့သို့အောင်းမေဟုဆို၏ ဝေယမောင်လည်းကပိယဒဂါကြီးစိတ်မကြေစေဟုကြံပြလျင်ဤသို့ပြော၏အဖေကျွန်တော်သည်အသက်နှင့်အမျှယခုကဲ့သို့ယခုတစ်ကြိမ်ပါနှစ်ကြိမ်ကြိမ်ကြိုက်ဖူးပါသည်ပထမတစ်ကြိမ်မှာကျွန်တော်နှင့်လူပြိုဘာဝဤစားလူဘက်သည်ကျွန်တော်လယ်ပင်ကိုတက်၍နင်းသည်အိမ်မက်မက်၍အိမ်မက်ထက်တွင်ကျွန်တော်ဒေါသအမျက်ထွက်သဖြင့်ထိုးကျိတ်လိုက်ရာကျွန်တော်အပတွင်အိတ်နေသောကျောင်းသားတငယ်ကလေးတယောက်ကိုတွင်တန်ရာများစွာရသွားရှာပါသည် ယခုလက်တကံအိမ်မက်ပြန်ဒီမှာကျွန်တော်ရည်စားတယ်မှာ အတ္တိဒုက္ခရောက်ပြီလျင်ကျွန်တော်အာတတငိုကြေးသောတန်ကိုကျွန်တော်ကြားရသောကြောင့်ရုဒရဲ့ပြေးသားမြည်အကြံနှင့်ခုံလိုက်မိသည့်အတွက်ယခုဤကဲ့သို့ဖြစ်ပါသည်ဟုပြောပြ၏ကပ္ပယာကြီးလည်းသဘောကျလာသဖြင့်မိမိငယ်စဉ်ကရည်စားထားရာတွင်ကြင်ကြိုက်ဖူးသည့်အကြောင်းများကိုပင်ကိုရင်မောင်အားပြောပြ၏ထို့နောက်မောင်ရင်မောင်၎င်းနေညနေပင်အဝဘက်သို့ကုလိုသည်ပြောလျင်ညသာထမင်းချက်ပြုတ်ကျွေးမွေးပြီးနောက် ဘုရားပစိုးတထေနှင့်ငွေတရားထုတ်ပေး၏။ဘုရင်မောင်လည်းမယူပဲနေပြန်လင်းဆရာတော်ဘုရားနှင့်တကွကပ္ပယာကြီးပါစိတ်ကွက်မိတချက်ယူပြန်လင်းလဲကိုယ်တိုင်ပုံရှုံနေရသည့်အခါဖြစ်၍အသောမဝင်သည့်ပြင်ဥစ္စာကြောင့်လူ၌အန္တရာယ်ပွားများမည်ကိုမျှော်မိမြင်သည့်တချက်ကြောင့်ပေသောလက်ဆောင်ကိုလက်ခံပြီးမှခိတ္တမြတ်တင်စီထားပါဟု ပြန်၍အပ်ခဲ့၏။ထို့နောက်ကပ္ပယာကြီးနှင့်တကွဆရာတော်ဘုရားကိုကတော့ပြည်လင်းနေဝင်ကြည်တရောအချင်းသဂိုင်းမျိုးတို့ရှေးရှုသွား၏။သဂိုင်းမျိုးတို့ညေကို မတိရတိအချိန်ချင်းကမ်းမိလျင်လေစိတ်တို့သွားရောက်၍အဝဘက်သို့မြှော်လျက်ကြီးရှုလိုက်ရာညအခါဖြစ်၍အိမ်များကိုကွဲပြားစွာမမြင်ရတော့လဲအချို့သောအိမ်များတွင်ထွန်းထားသောမိများကိုလက်လက်မြင်လျင်ဤမိကမမေမတို့အိမ်ကမိဖြစ်တံသည်ဤမိကမြေသူအိမ်ကမိဖြစ်သည်ဟု၍စိတ်ကူးဖြင့်မှန်တမ်းမိထို့နောက်လူသူစကားပြောဆိုကြသောအံကိုလန်းလန်းကနားထောင်ပြန်ရာအဝဘက်တွင်ထိုညပွဲခံနေသည်ဟုကြား၏ အချို့သောမိမယောက်ျားတို့လည်းလှေဖြင့်ကူး၍သွားရောက်ကြည့်ရှုရန်ဒိုင်းပင်လျက်နေကြသည်ကိုကြား၏။ဘုရင်မောင်လည်းအဝဘက်သို့ပွဲကြည့်ရှုရန်သွားကြသောသူများနှင့်အတူလိုက်သောတည်ကျွမ်းသူများနှင့်တွေ့ကြုံလိမ့်မည်ဖြစ်၍မသင့်မလျော်။လေတစင်းကိုတိတိစိတ်ယူငင်၍တကိုယ်ရဲကူမှတင့်မည်ဟုအောက်မေ့ပြီးလျင်လေကိုလိုက်၍ရှာဖွေရာသကိုင်းမျိုးအထက်သောတာပန်ရွာသို့ရောက်မှလေငယ်တစင်းကိုတွေ့ရှိသည်ဖြင့်တိတိစိတ်ယူငင်ပြီးလျင်တက်မရှိသောကြောင့်ဝါကျန်းကိုတက်ပြွ၍လော်သွား၏။ ဒီကဲ့သို့မှန်တမ်းလွန်သွားရာမြစ်လေသို့ရောက်လျင်အဝဘက်ကစိုင်းတီမုတ်တံကိုကြား၍ကိုရင်မောင်လည်းတူသောသူရှင်ပြုနာထွင်းမင်္ဂလာအလှဖြစ်ရာဤဟုအောက်မေ၏ထို့နောက်တပံအဝဘက်သို့ဤဒီထက်ဤပြန်လျင်စိုင်းတန်သည်မမေမတို့အရကစိုင်းတန်ဖြစ်ကြောင်းကိုသိရှိပြန်၍၎င်းအရတွင်ရှိသည်များသောလူအပေါင်းတို့ကိုကောင်းမွန်စွာတည်ကျွမ်းသူများရှိဖြစ်၍နာထွင်းရာတွင်ဝဲခံမိသူအလွန်နေပါသည်ရှင်ပြုဆိုရမည်လဲတရင်ဝါလကျွေပြိစဖြစ်၍ရှင်ပြုမဟုတ်တံ မင်္ဂလာဆောင်ဖြစ်ရာ၏၎င်းရတွင်မိမိတည်ကျွမ်းသမျှသောမိမိပြုကလေးများနှင့်မြေသူဖြစ်တန်ရာသည်ကိုလိုက်၍တွေးတော်ပြန်ရာလည်းမရရှိ၏ထို့နောက်ကန်းတို့လေစိတ်တက်စိတ်မဟုတ်ရာအရ၌စိုက်ကပြည်လျင်သူတစ်ပါးလေးကိုယူငင်သည့်အတွက်အကုသို့ဒုစရိုက်ဖြစ်ပွားမည်ကိုတရိယတော်လည်းထိုလေကအစာပြု၍လူကိုရန်ရှာမည်ဆိုရင်ရန်ရှိသည်ဖြင့်မလွဲသာသောကြောင့်လေကိုရေသို့မျောလိုက်ရရှာ၏ထို့နောက်ကန်းဘော်တို့တက်မိလျင်မမေမားတို့အိမ်ဤတွင်ပွဲခံကြောင်းသိရှိသည်ဖြင့် မောင်ကို၍လန်လန်ကကြည့်ရှုပြန်ရာရုတ်သေးစဉ်လဲမမေမာတို့အိမ်ဘက်တို့မျက်နှာပြည့်၍ထားသည်ကိုမြင်ပြန်လျင်ကိုရင်မောင်သည်လွန်စွာအံ့ဩဖြစ်သည်သာမကမိသည်အကြောင်းကြောင့်ပွဲခံကြောင်းကိုမတွေ့မဆနိုင်ရှိထို့နောက်မိမိမျက်နှာကိုလူမြင်မည်ဆိုသည်တကြောင်စူးစမ်းကြည့်ရှုလိုသောဆန္ဒအာကြည့်သည်တကြောင်ကြောင့်မိမိကိုယ်တွင်ဝစ်စင်ထားသောခါဝဲပစိုးတစ်ပိုင်းကိုခေါင်းကြီးလုံစွာချုံလျက်တော်တင်ရာကကွင်းဆောင်ပြည်လင်းရုပ်သေးစဉ်အောက်သို့ဝင်ရောက်၏ ထိုရုပ်သေးစဉ်အောက်ကနေ၍မမေမတို့အိမ်ကိုကြည့်ရှုပြန်ရာမမေမကိုလည်းမမြင်မမေမအမိမဆာမဆာ၍အဖဥသာရုကိုလည်းမမြင်မိမင်းနှင့်ဤစားလူဘက်မောင်မြတ်သာသည်မိထိန်ထိန်ထွင်းကြည့်ထားသောအိမ်ခလောက်ဆွဲတွင်တင်ပြူကော်ဆောင်မဆာ၍ခင်းချင်းပြည်လျင်ထိုင်နေသည်ကိုမြင်၍မမေမတို့သည်ဆင်းရဲနံပါလာသောကြောင့်အင်္ဂိုရောင်းပြည်လျင်အရတပါသို့ပြောင်းသွားကြသည်ဖြစ်ရာဟုအောက်မေ့၏ထိုအခါတွင်ကလေးတငယ်တို့သည်ဘာဝအလျောက်ရုပ်သေးစဉ်အောက်ရုပ်သေးစဉ်တိုင်းကိုဖက်၍ တက်တုံစင်တုံကစားနေသောကလေးများတို့အနက်တဦးသောကလေးကိုကိုရင်မောင်ကငါတူဒီအိမ်မြည်သူအိမ်လဲမေး၏ကလေးကလည်းမမယ်မတော်အိမ်ဟုပြော၏ကိုရင်မောင်လည်းဤကလေးကအိမ်ရှင်ဟောင်းအမိကိုပြောသည်ဖြစ်ရာဤဟုအောက်မေ့ပြီးလျှင်မမယ်မတော်ရှိကြရဲ့လားမေး၏ကလေးသည်အိမ်ပေါ်မှာရှိသည်ပြော၏ဒီဘက်ကိုဘာကြောင့်ခံတယ်လဲမေးပြန်ရာ အကလေးကလည်းခမည်းကြီးဘယ်အရက်ကလှေထိုးသားလဲ ို့မြတ်သားနှင့်မမေမနန္ဒကမင်္ဂလာဆောင်ဒီကိုမကြသေးဘူးလားဟုပြန်၍မေးလျင်ကိုရင်မောင်သည်အသည်နှလုံးကိုလေတင်လုံးဝေးပြီးတကယ်သို့မူဝေ၍လဲကြမည်ရှိရာတွင်လက်ဖြင့်ရော်ရမ်းကာရုပ်သေးစင်တိုင်းကိုဖက်မိမှမလဲမကြဘဲတိုင်းကိုအမိပြုပြီးလျင်ထိုင်လျက်နေရရှာ၏အခန်းဆက်ချကိုရင်မောင်သည် အစစအရာရာသာသော နေရာဌာန၌အစင်စားအစင်ချင်းအမျောအမြင်ကုန်နှင့်ပြည်စုံလုံလောက်သူမှန်ပါလျက်မမေမနှင့်ငမြတ်သာထိမ်းများခြင်းမင်္ဂလာပြုသည်ဟု အကလေးပြော၍ကြားလျင်အသည်နှလုံးကိုလေတင်လုံးဝေခတ်တကဲ့သို့မိမောတွေ့ဝေခြင်းဖြစ်သည်ဖြင့်ရုပ်သေးစင်တိုင်းကိုမိလျက်သူယူကဲ့သို့ဖြစ်ပြီးလျင်ရှေးဦးစွာမိမိမေ၍ပြောသောအကလေးကိုခြေဖြင့်ကြောက်ကံမြီကြံစီမိထို့နောက်တငယ်ခမယာမိမိမေ၍သာပြောရသည့်အရာကိုစင်ကျင်မိပြန်လျင်ငမျက်သားကိုချက်ချင်းပြေး၍ရိုက်နှင့်တက်ပြတ်မြီကြံစီမိပြန်၏ထို့နောက်တပံတရိယာ၍အောင်းမေပြန်သည်မှာငမျက်သားကယောက်ျားဖြစ်သည် မိမာကကြိုင်နေတတ်ရင်ယောက်ျားကမယူဘဲနေပါမည်လို့လေတို့ဖြစ်၍ယောက်ျားကိုအပြစ်တင်ပွဲမရှိမိမာကိုသာအပြစ်တင်သင့်သည်ဤများလောက်သစ္စာပြက်ကွက်သည့်မိမာမိမယ်မကိုဓာနှင့်တတ်ငါကိုယ်ကိုလည်းဓာနှင့်တတ်နှလုံးပြန်တရားလက်တော်တာ၍ကောင်းပြီမဟုတ်လို့ဟုကြံမိပြန်၏ထို့နောက်တပံသူတစ်ပါးအသက်ကိုရန်ရှာ၍ဘယ်အကျိုးထူးရှိမည်နည်းကိုယ်ကံကုသိုလ်မကောင်း၍ဖြစ်ရသည့်အရာဤများလောက်ကံခေမာသောငါကိုယ်ခန္ဓာကိုယ်သာငါအဆုံးစီရင်ရသောဒုက္ခငြိမ်းရ၏ ငါကိုရေတို့ချစဉ်အခါငါမသေးပဲအသက်ရှည်၍နေရသည်မြတ်မှာဤမင်္ဂလာဆောင်ဝဲတို့လာရောက်ရုံမြအကျိုးထူးပါပေသည်တကားငါကရေတဲ့တို့ဆင်း၍ဒေဝတော်မြည်ဟု၍လဲစိတ်ကူးမိ၎င်းတော်မှတပံမိမိကိုယ်ကိုမြို့ဝင်မင်းထံပြန်၍အပြည့်လင်းတတ်ပါတော့ဟုတောင်းပန်ရန်လဲကြံစီမိနောက်မှတပံအောင်းမေပြန်စီမှာငါကလွန်စွာမိုက်တော်သူဖြစ်သည်မိမတယောက်အတွက်နှင့်သူတစ်ပါးအသက်ကိုယ်အသက်ကိုဖြည့်ဆည်းမိကြံစီမိသည် မောင်နကမောင်တွင်ဤမောင်ကြည်သည်ဆိုသည့်စကားပုံရှိသည်ငါကဤမိမတရားသစ္စာပြောက်ွက်သည်ထင်လျင်ကိုအမိကိုကိုလှုပ်ကြွေးပြုစုရန်ဝတ္တရားရှိသေးသည်အရာကိုပင်လျင်မေလျော၍ဒေဝရောမိကြံစီမိသည်ငါလည်းကျင့်ဆောင်ပြုခဲ့သည်မှာငါသေးပြီဟုသူတစ်ပါးထင်အောင်သာလျင်ငါပြုလုပ်ခဲ့သည်ငါပြုလုပ်ခဲ့သည့်အတိုင်းငါသေးပြီဟု၍မမေမစိတ်လုံးလုံးချလျင်သူလင်မယူပဲနေပါမည်လောသူကိုယ်တိုင်မယူလို့ရှိသေးကမူဒုက္ခဆင်းရဲရောက်သည့်အတွက် အမိမဆာနာချပါများလင်ယူရလိမ့်မည်မမေမကိုလည်းအပြစ်တင်ရန်မရှိပေသူအတွက်မှာသူလင်ရပြီဖြစ်သောကြောင့်သူလင်ကိုသူလှုပ်ကြွေးမွေးမြူရန်ရှိတော်သည်ဟုအောက်မေ့ပြည်လင်မျက်ရည်ဆက်လက်ဖြင့်ယခင်ဆိုခဲ့သောအကလေးများမြင်မိစိုးရင်၍ဒိတ်တဆိတ်ရုပ်သေးစဉ်အောက်တွင်ငိုကြွေးပြီးမှအမိအိမ်သို့ရှေ့ရှုသွားရာလမ်းတစ်လျှောက်လုံးတွင်လည်းအန်ကျိကငိုကြွေးလျက်စိတ်ကူးမိပြန်ဒီမှာမမေမသည်ငါကိုမကြိုက်မနစ်တဲ့ မချစ်မခင်မစုံမသောကြောင့်တပါးသောသူနှင့်အိမ်တော်ပြုလေပြီကိုကိုချစ်မကိုချစ်ရသည်ဂျင်းစိန်နှင့်မိတ်တည်းသူချင်းမကိုချင်းရသည်ဟူသောသကပုံလည်းရှိသည် ရွှေဘဝင်မင်းသမီးမဆော့တင်ကငါကိုမုတ်ချစုံမဲ့သည်မဆော့တင်ကိုလက်ဆက်ရသောကောင်း၏မဆော့တင်သာလျှင်ငါကိုမြစ်တာတက်ဝင်သည်မဟုတ်အဖဝင်မင်းအမိဝင်ကြော်ကားပါငါကိုချစ်ခင်ဆုံးမဲ့သည်ငါအမိကိုနှုတ်ခွန်းဆက်ပြည့်လျင်နှက်ပြန်ရွှေဘုံမြို့သို့ငါပြန်အံ့လေ ငါအားဆရာတော်ဘုရားပေးသနာတော်မူသောဘုရားပစိုးနှင့်အတပြားငွေတရားအ ਨੇ အတပြားငွေတရားကိုမမေမအဖို့ဘုရားပစိုးကိုမမေမလင်အဖို့လက်ထမင်္ဂလာပြုရာလက်ဆောင်အဖြစ်ဖြင့်မမေမနှင့်တိကျွမ်းဘုသူတူဟူ၍ဆိုပြီးလျင်တောင်ပိလာဆရာတော်ဘုရားကြောင့်ကနေ၍လူကြုံဖြင့်ပါလာရသောမမေမကသမီးစားဆို၍အပြုဘဝင်စားကငါတယောက်မြတ်သာထရှိဘူးသောကြောင့်မௌချအားဖြင့်သူရိပ်မိပေလိမ့်မည် ဒီကဲ့သို့ငါထံမှလက်ဆောင်ချေချောင်းသူရိမ့်မိပြန်လင်မမေမသည်ငိုကြွေးကောင်းငိုကြွေးရှာလိမ့်မည်အကယ်၍ငိုကြွေးလင်လဲငါကိုစုံမချင်းကြောင့်ငိုကြွေးသည်မုတ်ချဖြစ်မည်ဒီကဲ့သို့ငိုကြွေးလင်လဲငါလဲငိုကြွေးမိလိမ့်မည်အကယ်စင်စစ်အားဖြင့်ငမြတ်သားကိုချစ်ကြပြီဖြစ်၍ငါထံမှပို့လိုက်သောလက်ဆောင်ပန္နာကိုငါထံမှပေးဖို့ကြောင့်သိရှိသည်ဖြင့်လဲမသိမ့်မယူလိုညင်းဆိုကောင်းညင်းဆိုလိမ့်မည်ဒိုရီမဟုတ်သူလင်ဦးမြတ်သားကသူတစ်ပါးပေးသောပစ္စည်းကိုမယူမငင်ရဟု၍ဆိုသောကြောင့် လင်းဤဩဇာမရာကောင်းတို့မှာဒီရာဒီအတိုင်းမမေမကလက်ခံသိမ့်ပိုက်လိုလျက်နှင့်တက်တဲ့ညင်ပေရသည်လည်းဖြစ်မည်။ဒါကြောင့်လည်းဒီကဲ့သို့ငါလက်ဆောင်ပနာပေးဖို့သည့်အကြောင်းကြောင့်ငါအသက်ရှိလျက်ရှိကြောင်းလင်မယားနှစ်ယောက်လုံးသိရှိကြပြန်လျင်ထိုလင်မယားနှစ်ယောက်သည်တယောက်နှင့်တယောက်ကြည်ပြူကြတော့မည်မဟုတ်ပေ။သို့ဖြစ်သောကြောင့်ဤလက်ဆောင်ပနာပေးဖို့ရန်မှာအလင်းမတင်စင်စစ်အားဖြင့်စင်ရင်တော်မမေမသည်ငါသေးပြီထင်သောကြောင့် ငမြတာနှင့်မင်္ဂလာပြုရှာသည့်အရာဖြစ်သည်ယခုငါအသက်ရှိလျက်ရှိကြောင်းကိုသူသိရှိလျင်ငါကိုမေတ္တာပြည့်မည်မဟုတ်ယခုအခါမမမရှိရာသို့ကိုယ်တိုင်သွားရောက်နှစ်ယောက်ချင်းပြောဆိုတိတ်တဆိတ်ခေါင်းငင်အရာတစ်ပါးသို့ထွက်ပြေးတင်းရှောင်သွားရသောသင်လျော်ဤဟူ၍လဲစိတ်ကူးမိထိုကြောင့်ကိုဆက်လက်ဆင်ခြင်ပြန်သောမမမကိုခိုးယူထွက်ပြေးသည့်အတွက်လိုက်လံရှာခွေလိမ့်မည်ရှာခွေဖန်ဆီးမိကလည်းအထက်တိုင်းရေးပြည်မှုနှင့်လည်းအသက်ဆုံးရှုံးခြင်းတံကိုမုတ်ချခံရလိမ့်မည်တကြောင် မမေမသည်ယခုနေ့နန္ဒကငမြတာနှင့်ထိန်များမင်္ဂလာပြုပြီးဖြစ်သောကြောင့်အုံအိယာမရှင်သေးတော်လဲမမေမမှာငမြတာဤမယားမြောက်ပြီးတဦးနှင့်တဦးမပေါမခရသေးတော်လဲငမြတာမှာကာမပိုင်ဖြစ်မြောက်သည်ဤကဲ့သို့ကာမပိုင်ရှိသူမိမတဦးကို ပြမမီကြံစီယုံများဖြင့်ကာမေတုမိစ္ဆာစာရကံတွင် မနောကံထိုက်သင့်ပြီးဒုစရိုက်အမြောက်အများအနှဲ့ဤဒုစရိုက်မျိုးကိုအထူးသဖြင့်ရှောင်ကျင်ရမည် ငါအဖငါဆရာမှားထားဘူးဒီတို့နောက်တပန်ရွှေဘိုဝင်မင်းသမီးမတ်စောတင်ထံပြန်မြီကြံပါတော်လဲမိမိမတေချောင်းကိုအဝဝင်မင်းတရှိကာလအသက်သေးရလိမ့်မည်အရာကိုတွေ့တော်ဆင်ရင်မိပြန်တဲ့ဖြင့်တယောက်ထဲချင်းအောက်မြို့ကျေးရွာတို့ဒီဘေးကလွတ်အောင်ထွက်ပြေးတင်းရှောင်မှတင်းလျော်မြီဟူ၍လုံလုံစိတ်ချ၏ကိုရင်မောင်သည်သူယူစိတ်မကောင်းသူတို့၏လက္ခဏာဖြင့်အနီးနီးအဖုံဖုံတကြောင်မှတကြောင်စိတ်ကူးသွားရာ အမိမဖာဥနေထိုင်သောတဲဘုအငယ်ဤသို့ရောက်လျင်အမိမဖာဥဖျားရှိကိုသည့်အတန်ကိုကြားမအစအစအရာရာကိုစိတ်ကောင်းသူတို့၏လက္ခဏာနှင့်စဉ်စားဆင်ခြင်နိုင်သဖြင့်ငါကလွန်စွာယုံညံသောသူဖြစ်သည်ငါကိုငယ်စဉ်ကတည်းကကျွေးမွေးလာသောသူကိုသတိမရမမေမကောသာသတိရမိသည့်ငါကငါအမိမတင်မခြင်းငါအိမ်တော်မပြုပြီတော်မိကိုယ်သာလျှင်လှုပ်ကြွေးသမှုပြုတော်မူဤအရာတွင်အမိနှင့်ပူကား၍မနေနိုင်တော်လဲ ငါအောင်မြို့ကြည်ရွာကနေ၍ထမမီအကြံပြု၏၎င်းနောက်အမိမဖာဦးနေထိုင်သောတဲဘုံငယ်ကိုမြင်လျင်ဤတဲဘုံနေရာ၌အထက်ကပြင်တော်အင်ကြီးရှိသည်ထိုပြင်တော်အင်ကြီးသည်ယခုပပျောက်၍၎င်းနေရာတွင်ထန်းသားကိုတိုင်ပြု၍ထန်းလက်ထန်းရွက်တို့ကိုမိုးကာဆောက်လုပ်ထားသောတဲဘုံငယ်များရှိတော်သည်ဝင်းအတွင်းသို့ရောက်လျင်အမိမဖာဦးနေထိုင်ရဘုံကိုချောင်းမြောင်ကြည့်ရှုအောင်မြည်ဟုကြံပြလျင်ဝင်းအတွင်းဝင်သွား၏ ဤကဲ့သို့ဝင်သွားရာဝင်အတွင်သို့ရောက်လျင်မဖအုစိုက်ပြုတ်ထားသောချင်းမောင်ပင်ပဲပင် အစရှိသောဟင်းဒီဟိယပင်များကိုခြေဖြင့်နှိမ့်မိသောကြောင့်ကိုရင်မောင်သည်ငါအမိကလွန်စွာဆင်းရဲဒုက္ခရောက်ရှိဇာနဲ့ရိတ်ခါရှာပလာသောကြောင့်ဆံမိုးများရပလီစေစိုက်ပြုတ်ရှာသည် အောက်မေပြည်လျင်ငါအမိကငါဂျုံမွေသည့်အတွက်ကြောင့်ဒုက္ခဆင်းရဲရောက်ရရှာပေသည်ဟု၍မျက်ရည်ရွယ် ကြရှာပြန်ဤဒုက္ခမတပံခြေတို့တို့၍တက်သွားပြန်လင်ဤနေရာကယခင်အင်ကြီးရှိစဉ်အခါကငါနေထိုင်သောလူပြိုခန်းနေရာဖြစ်သည်ယခုကဤနေရာတွင် ပေဆောင်ရပင်တို့သည်အမိမဖားဥစိုက်ပြိုးပြုစုထားသောကြောင့်ဖွံ့ဖြိုးတန်ဆွမ်းလျက်ရှိသည်ဤနေရာလည်းယခင်ကညောင်ရီဥစဉ်ထားရှိသည်ဖြင့်နန္ဒတိုင်းငါအမိသည်ဖျားရှိကိုဆွမ်းတော်ကပ်လူသည့်နေရာဖြစ်သည်ယခုကငါအမိစိုက်ပြိုးထားသောဘူပင်သည်အနွယ်အနွယ်ဖြင့်နွယ်တက်လျက်ရှိသည် ဤနေရာကဧကန်နေရာဖြစ်သည်ထိုဧကန်၌မမေမနှင့်ငါပထမအကြိမ်တီကျွမ်းစကားအစပြောဆိုပြီးသည့်နောက်နှစ်ကြိမ်သုံးကြိမ်ခန့်စကားပြောဆိုမှုသည်ယခုကစုကြုံအတိဖုံးလန်းလျက်ရှိသည်ဤကအတိတ်နိမိတ်ဖြစ်သည်သို့သောဥပဒံကြောင့်ဥပရောက်တတ်သည်ဟူ၍အောင်မေပြည်လျင်ရှေ့သို့တိုးတက်သွားပြန်ရာတဲဘုံငယ်အနည်းသို့ချင်းခံပြီးသည့်ဖြင့်အမိမကားဥတဲထရန်ကိုမိ၍ထောင်ထားသောတူရင်းဒစဉ်ကိုတိုက်ခိုက်မိသည့်ဖြင့်တူရင်းလက်ကြသောကြောင့်တဲဘုံငယ်အတွင်မှ အမေကြီးမကဥညညဒီမှာအမောင်တို့အမေဟင်းဒီဟင်းရွက်များအနေအမောင်တို့အလိုရှိသည်ဆိုသော အလိုရှိရာကိုစားတော့လောက်ယုံမြယူငင်သွားကြပါ အမေအိမ်တွင်ဆံမရှိသောကြောင့်ဆံဝယ်လောက်ယုံချန်ခဲ့ကြပါဟု၍ပြောဆိုတန်ကြလျင်ကိုရင်မောင်သည်အထူးသဖြင့်ကရုဏာတတ်သောကြောင့်တရံမျက်ရည်ကျပြန်၏ထို့နောက်အမိမကဥနေထိုင်ရပုံကိုသိလို၍ထန်းလက်ဖြင့်ကာယံထားသောထရန်အတွင်းသို့ချောင်းမြောင်းကြည့်ရှုရာမှုရာဆို၍မရှိ ခြုံဆောင်နှင့်တွေ့သောအဝိနန်းတထဲငေါင်းအုံးကဲ့သို့အသုံးပြုသောသစ်ဆွေးတုံးတုံးဧဘုအတွင်း၌ဖြာဆို၍မရှိဝါကြံကြဲကြဲပေါ်တွင်ဆိုခဲ့သည့်သစ်ဆွေးတုံးကိုငေါင်းအုံးလျက်လဲလျောင်းနေသည်ကိုကိုရင်မောင်မြင်လျင်ဤမိမကြီးကလွင်ကြဲသော အခါများက အထူးသဖြင့်ဥစ္စာကြွယ်ဝချမ်းသာခဲ့သည်မိမိအိမ်ခန့်နေရာမဆိုထားပြီးအုံးဧည့်သည်ဆောင်တဲ့နှင့်စကားပြောဆိုသည့်အခါ၌ပင်လျှင်နေရထိုင်ကုန်ပေါ်ကသက်စင်းလည်းမရှိ ယခုကငါကြုံမွေသောကြောင့်ဒုက္ခဆင်းရဲအသည့်ဖြစ်ပွားဝါကျန်းတွင်လျောင်ဆဲရသည်ကမမြသစ္စေတုံကိုခေါင်းအုံးရရှာသည်ဟုအောင်းမေမိသည်ဖြင့်မျက်ရည်ယိုကြပြန်၏ယိုကြသောမျက်ရည်ကိုတင်းစီပြီးနောက်အမေအမေဟု၍ခင်းညင်တတစွာခေါ်၏မဖဟုလည်းအမောင်တို့အမေ၌ဟင်းဒီဟင်းရွက်အပင်များပြင်ပစ္စည်းဆို၍စိုးစင်းများမရှိ မောင်တို့အလိုရှိသောဟင်းဒီဟင်းရွက်အလိုရှိသည်၍စွခုပြီးလျင်ပြန်ကြပါလေ အမေအိုကြီးကိုအနောက်ရှက်ပြုလောက်ကအမောင်တို့တွင်ငရဲရောက်တတ်ပါသည်ဆိုလျင်ကိုရင်မောင်နဲ့ငါမိမဖားဦးကငါကို ကာလာသာလူစိုးကလေးများအထင်နှင့်ဤစကားကိုပြောသည့်အောက်မေပြည်လျင်ဤသို့ဆို၏အမေကျွန်တော်ကအခြားသူမဟုတ်ပါမိသားမောင်ရင်မောင်ဖြစ်ပါသည် ပြောကာလာမဖားဦးကဆိုသည်မှာဩမောင်ရင်မောင်သည်တမလွန်ဘဝသို့ကြောင်းရသည်တွင်ပင်အေးအေးမြမြမနေနိုင်ရှာသူရည်စားလင်ယူသည်ကြားလျင်ဘွားကနေပေါ်လာတော့သည် အမေကုရင်ကပင်ဘုရားပထိုးရှိခိုး၍ပြီးပြီငါသားအမျှယွေ၍ကောင်းမွန်စွာ ပြန်လေဟုဆို၏ကိုရင်မောင်လည်းအမေအမေသားကျွန်တော်မှာလူသေးမဟုတ်လူရှင်ဖြစ်ပါသည်တကားကိုခိတ္တမြခွင့်ပါဆိုလျင်မောင်ရင်အမျှယွေ၍နေရင်အရက်ကိုသာစိတ်ငြိမ်စွာပြန်ပါဆိုတော်လဲမရတကားကိုဖွင့်လဲပါမည်အကြောင်းနှင့်ကိုရင်မောင်ကထက်ကထက်ကပြောဆိုသောကြောင့်အမိမပါဥသည်အမောင်အမောင်သည်ငါသားမောင်ရင်မောင်ဖြစ်သည်ဟု၍အမောင်ပြောတော်လဲ အမေမယုံကြည်အမောင်ကတကားကိုဖွင့်ပါဆိုရင်အမေမှာဖွင့်ရတော့မည်ဆိုပြီးလင်တကားကိုဖွင့်လက်တဲဘုံငယ်အတွင်းသို့ကိုရင်မောင်ဝင်ရောက်မိလင်ကိုရင်မောင်မျက်နှာကိုစိစက်သေးချစွာကြည့်ရှုကိုရင်မောင်ဤခြေလက်များကိုဆုပ်ကင်စမ်းသပ်ကြည့်ရှုပြီးမှအမှန်ကိုရင်မောင်ဖြစ်ကြောင်းကို သိရှိလင်အမေအိုကြီးသည်ကိုရင်မောင်ကိုဖယ်ရန်ငိုကြွေး၏ကိုရင်မောင်လည်းယောက်ျားစင်စစ်ဖြစ်တော်လဲဝမ်းနဲ့လာတော့ကြောင့်မိမိမျက်ရည်ကိုမထိတ်မသိမ့်နိုင်တဲ့ဖြင့်အမိမဖအုန်းနှင့်အတူဖက်တွဲငိုကြွေးမိ၏ ထို့နောက်အမိမပအူလည်းမျက်ရည်ကိုတိမ်ယုံမိလျင်ဝဲခံသည့်နေရာမှတမကြီးတီးတံကိုကိုရင်မောင်ကြားကအမေဤဆိုင်ကမြည်သည့်အကြောင်းနှင့်တီမုတ်သည့်ဆိုင်မာနီဟုမေး၏အမိမပအူလည်းကိုရင်မောင်ဒီကဲ့သို့မေးလျင် စကားခွန်းတော့မပြန်ပဲခြုံခြုံချ၍ငိုကြွေးပြန်၏မောင်ရင်ဤဆိုင်အကြောင်းကို အမေအားမမေးပါနှင့်ဤဆိုင်မှတမကြီးထုတံကို အမေကြားလျင် အမေအသေးကိုလာရောက်ထုနှက်တဲ့ကဲ့သို့အမေအသေးနာလှပါသည် အမောင်တိလို့လျင်အခြားသူများကိုမေးပါအမေပါဇက်ကပြော၍မထွက်နိုင်ပါဆိုလျင်ကိုရင်မောင်လည်းဤเจ้าနှင့်ဆက်လျင်၍သူတစ်ပါးထံကျွန်တော်စုံစမ်းသိသာရပြီးဖြစ်ပါသည်ဤเจ้าနှင့်ဆက်လျင်၍အမေကလည်းစကားဆက်၍မပြောမဆိုပါနှင့်ကျွန်တော်လည်းမပြောမဆိုလိုပါပြီအခြားเจ้าရများကသာတိုင်းပင်နှီးနှောပြောဆိုပါလော့ဟုဆိုပြီးသည့်နောက်ကိုရင်မောင်သည်မိတို့အားဖြင့်မိမိအသက်ရှင်လျက်ထောင်ထဲမှထွက်ပြေးရသည့်အเจ้าများကိုပြန်ပြောအမိမဖောက်ဟုလဲကိုရင်မောင်ထောင်သို့အကျဉ်းကြခံရသည့်နောက် မိမိကို၌ဖြစ်ပျက်သည့်အကြောင်းအရာများကိုပြန်ပြောင်းပြောဆိုကြ၏ဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာဆရာကြီးဂျိမ်းစ်လာကျော်ဤမောင်ရင်မောင်မမေမဆိုတဲ့ဝိထုစာအုပ်ကိုအပိုင်း၆နေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နေ့တူအဆုံးထိလိုက်ပါနာဆင်ခံစားပေးခဲ့တဲ့အတွက်လည်းကျေးဇူးများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးအပိုင်း၇မှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာအားလုံးကျမ်းမာပေးကင်းကြပါစေကျွန်တော်ဖုန်းရက်ချင်ပါခင်ဗျာ